ဇီရိုကယ်လိုရီလို့တင်စားခေါ်ဝေါ်ကြတဲ့ဝါဥအကြောင်းကိုအသေးစိတ်ရှင်းလင်းပြောပြပါမယ်။မြန်မာလိုဝါဥလို့ခေါ်ပြီးတော့ကျွန်တော်တို့ Google မှာရှာကြည့်လို့ရှင်တော့ conject လို့ရှာကြည့်ရင်တွေ့နိုင်ပါလေ။ဂျပန်လိုဆိုရင်တော့ shirataki noodle လို့ခေါ်ပါတယ်။သူ့ရဲ့ကောင်းတဲ့အချက်တွေကတော့ silver fiber လို့ခေါ်တဲ့အမြင်ဓာတ်တွေအများကြီးပါတယ်။ ကျမကြီးတို့ကကောင်းတယ်ကယ်လိုရီကလည်းနည်းနည်းလေးပဲပါတယ်သူ့ကို0ကယ်လိုရီလို့တောင်တင်စားခေါ်ပေါ်ကြပါတကယ်တော့0လောက်ထိတော့မနေဘူးเนาะ100 gram 6ချက်ခွဲသားမှာဆိုလို့ရှိရင်သူ့မှာပါဝင်တဲ့ကယ်လိုရီက5ကယ်လိုရီပဲပါပါတော်တော်ကိုနည်းပါတယ်ကျွန်တော်ရှိမှခြားလိုက်ဒီအခွေလေးက80 gram ရှိတဲ့အတွက်ကြောင့်မို့သူဆိုလို့ရှိရင်4ကယ်လိုရီလောက်ပဲရှိပါမယ်ပြီးတော့ဝါဥကိုကြာစံနေနဲ့ထုတ်တဲ့ခောက်ဆွဲနေနဲ့ထုတ်တယ်ပြီးတော့စံပုံစံပြန်ကြိတ်ထုတ် ပြီးတော့ဝါဥထမင်းဆိုပြီးတော့ရှိပါတယ်ဂျပန်မှာဆိုဝါဥထမင်းကခေတ်စားပါတယ်ပြီးတော့ကွန်ဂျက်ဂျယ်လီပေါ့ အဲ့ဒါကတော့ကျွန်တော်တို့ဈေးထဲမှာရောင်းနေတဲ့အာဒီဝောက်တုံးကြီးပေါ့ပြီးတော့အသားတုအနေနဲ့ထုတ်တယ်အရေပြားချမ်းမကြီးအတွက်သူကကောင်းမွန်တဲ့အတွက်ကြောင့်မလို့အလှကုန်ပစ္စည်းတွေထုတ်လုပ်တဲ့နေရာမှာလည်းသူထည့်သွင်းပြီးတော့အသုံးပြုရတယ်သူရဲ့ကောင်းကျိုးတွေကတော့အများကြီးပဲ body weight ချခြင်းတဲ့သူတွေအတွက်ကောင်းမွန်တယ်ကယ်လိုရီနည်းနည်းပဲပါတယ် fiber တွေအများကြီးပါတဲ့အတွက်ကြောင့်မလို့ weight ချဖို့အရန်ကောင်းတယ်ဗိုက်ပြည့်တယ်အစာခံတယ် ပြီးတော့သူ့မှာ glycemic index လို့ပေါ်တဲ့ခေါ်တဲ့အချို့ဓာတ်ကအရန်နေတဲ့အတွက်ကြောင့်စီချိုသမိုင်းအတွက်ကောင်းတယ်ပြီးတော့ digestion အစာကြေလွယ်တဲ့အတွက်ကြောင့်မလို့အစာရင်ကျန်းမာရေးအတွက်ကောင်းမှာပါတယ်